အကလေးလေးကိုမွေးချင်တယ်ကိုကြီးကျန်လာအဲ့ရမရှိပြန်လာမယ်လို့ထင်မရှိဘူးမတော်တာမင်းမောင်ကလောက်စားတော့ပါလေပြီးတော့သူ့အမျိုးသားနေပြီးတော့မထားခဲ့ပြီးတော့သူမပေါင်းတော့ဘူးလို့ပြောလို့40နဲ့30 40အလုံးမင်း လာမမွေး channel လေးကကြိုဆိုလိုက်ပါတယ်။ multi နဲ့တိဆက်ပေးခြင်းနဲ့ video လေးရတော့အရောက်မှအရေးကြီးရပေါ့နော်။ main clip ကိုဝင်ရှိကံမှာသူ့ရဲ့ယောက်ျားကဒီပထမမိမကြီးနဲ့သွားပေါက်နေပေါ့နော်။ဒီ main clip ကလည်းသူ့ယောက်ျားမှာပထမမိမရှိတယ်ဆိုတာမသိဘူးပေါ့နော်။အခုဆိုလို့ရှိရင်တော့မွေးကန်ဒီဘွားကန်ဒီကိုတော်တော်လေးဥမှာဒုက္ခရောက်နေလို့လိုင်းတရဲ့ကိုကြီးကနေပြီးတော့ဒီလှူတန်းပေးနေတာပဲဖြစ်ပါတယ်။ထိတဲ့မျိုးတွေလည်းဘုရားတင်ငတ်ဆိုင်ရအောင်လို့ပြန်လည်းညှောင်လိုက်တာပဲဖြစ်ပါတယ်။ဒါဆိုတော့ video လေးကိုစာလိုက်ကြရအောင်နော်။ဒီလေးလေးကိုမွေးခြင်းနဲ့ကိုကြီးကလေးကိုမွေးခြင်းနဲ့ ကလေးလေးလည်းမွေးနေသူ့လည်းမမလွှတ်ချရတော့ငုံမှလည်းအဲ့ရမရှိပြန်လာမယ်လို့ထင်မရှိဘူးပြန်လာစေချင်လားကိုကြီးသူပြန်လာတော့သူပြန်လာတော့လည်းကိုကြီးရဲ့လက်ကြောမနေမဲ့တည်းညီမကမလွှတ်ချူဆိုညီမကလည်းပိုပြီးဒုက္ခရောက်မှာပေါ့အားပဲရှိညီမကညီမတို့တာမင်းမျိုးကလောက်စားတော့ပါလေညီမကမိသားမရှိတော့ဘူးပေါ့ ဒါရင်ငငငငရေမရှိတော့ဘိတ်ကမှလေလှုပ်သွားလို့ရအဲ့မှာအိမ်အောင်ကြရတယ်ပို့တဲ့မလား तू ကမိမရှိရဆိုတော့မပြောဘူးမပြောပဲညီမနဲ့အိမ်အောင်ကြကြတယ် तू မိဘကြီးလည်းတည်တည်ပြီးွားမှာအခုလိုတည်ရမလားဝင်6လောက်9လားပြွားမှာတည်မလားငါနေ့ကိုတောင်းနိုင်မှာဘူးဆိုပြီးတော့ဒီနာရိုးလေးမှာမဟုတ်သူတို့တန်ငယ်ချင်းမှာဆိုပြီးပြောပြီးရလေအထားခဲ့အဲ့ဒါခဲ့ပြီးညီမညီမရှိမှာအဲ့ဒါညီမရှိမှာအထားခဲ့အထားခဲ့ပြီးတော့အဲ့ဒီတန်ငယ်ချင်းတွေပေါ့သူတို့ရွာသားတွေပဲအထားခဲ့ပြီးတော့ သူကြတော့ပြန်မလာဘူးပြန်မလာလို့ညီမကဖုန်းဆက်ကြည့်ရောငါရှိတယ်လားကြမလို့ဦးတဲ့ငါမင်းမနဲ့ငါရှိရဲတဲ့ပြန်မလာနေလာရင်ငါရောခြေတလန်းတော့ကျူးလို့မရဘူးဆိုညီမကပြောတယ်ပြောပြီးတောင်းမှမယူမယူတော့ညီမပထမတော့ကတော့ပုံရအရင်မမြင်သေးဘူးလေထင်တော့ဆိုပြီးတော့ဘောစလောက်ချမယ်ဆိုပြီးကိုယ့်အကူပတ်စံစုမယ်ဆိုပြီးတော့သူများကြီးမခိုင်းတာလိုက်လို့တဲ့ကိုခိုင်းတာလိုက်လို့တဲ့ခါကျတော့အခုလည်းကြားရကြောက်ဟိုဆေးလက်တလုံးမှမထိုးအောင်ဒီပုံရနေလို့မကောင်းဘူးပေါ့နော်ဆိုတော့ဘယ်နှလားရှိပါ6လကျော်ဟာကြီးရေကိုအဲ့လိုဆိုတော့ ိုရဲ့ဒီလိုမကောင်းဘူးဆိုတော့ဒီဘေးအိမ်အဲ့ဒီအမတွေကပြောတယ်နင်းအဲ့ဒါဆိုရင်နဲ့စမ်းကြည့်ပါလားနည်းနည်းလောက်ဆိုတော့လက်တင်နဲ့သွားစမ်းကြည့်ရ6လကျော်သွားပြီဆိုတော့ညီမလည်းဘာလို့လို့လောက်မှမသိဘူးအလုတ်ကလည်းအခုဆိုကိုကြီးက wish shop wish shop ဆိုတာမိုးရွာတော့အရင်ပါတယ်ဒီကမိဘတိုင်းလည်းကညီမကဒီနေ့စားပြီးမနေ့ကစားစရာတော့မရှိဘူးကုညီကြညီကမတော့လည်းမရှိဘူးအဲ့ဒါနဲ့တငယ်ချင်းကပြရမလားဒီကုညီပေးမဲ့ကုညီပေးနိုင်မယ်လို့ထင်တယ်ပေါ့နော်ကိုကြီးတယောက်တော့ရှိရငါဆက်ပေးမယ်တည်ရမလားဖုန်းဆက်ပေးမယ်ဆိုပြီးအဲ့ဒါဖုန်းနံပါတ်ပြောလို့ကိုကြီးရောအဲ့ဒါဟိုသူနဲ့က ယောက်ျားနဲ့ကသူကရန်ဖြစ်သွားလားရန်လည်းမဖြစ်ဘူးကိုကြီးညီမလေးကိုတောင်းမနေခဲ့ရည်တည်ရမလား तू ပြန်လာခဲ့မယ်ဆိုပြီးတော့ပြောသွားပြောသွားပြီးတော့ तू ပြန်မလာတော့လားပြန်မလာတော့ तू ရတဲ့နေရာ तू နေတဲ့နေရာကိုသိပြီမယ်ညီမကမှားထားတယ်ဘာမှလဲဆိုညီမ तू မှမိမမရှိဘဲနဲ့ညီမရှိမှမသိဘဲနဲ့ညီမယူမိတယ်လေယူမိတော့ तू ကအခုမိမရှိရဲ तू မိမနဲ့တရားဝင်မကိုရသေးဘူး तू ကခလေးရှိရဲသူတို့ကမိသားစုလိုက်ကူရညီမလေးကဘယ်သူမှအားကိုးစရာမရှိဘူးအဲ့လိုဆိုတော့ तू ဘာမှသွားလုပ်လို့မရဘူးဖြစ်နေအဲ ဲ့လိုဖြစ်နေပြီးတော့ဘာကြီးတာသိလားသိတယ်ကိုကြီးသူမိသားစုလည်းသိတယ်အကုန်လုံးညီမကိုယုံသွင်းတာသိရမလားမလက်ဖြန့်ဆိုရင်ပြန်လာလို့ရတော့မှတပတ်ခါဆိုရင်သိရမလားကားနဲ့လာလို့ရတော့မှလို့ပြောပြီးတော့သိရသူများဖုန်းနဲ့ညီမယူဆက်တာအချိန်ပြည့်ဆက်လို့မရဘူးသူတို့ကအလိုသွားတယ်လို့ဆိုတော့အဲ့လိုချိန်ကြရင်ညီမကိုယုံသွင်းတယ်သွင်းပြီးတော့ဒီရောအခုကြာတော့အဲ့လိုမျိုးပြောတာငါရောလည်းလာစရာမလိုငါ့ကိုလည်းခင်းဖြစ်စရာမလိုပတ်သက်စရာလည်းမလိုဖုန်းလည်းခေါ်စရာမလိုဆိုအကုန်လုံးဘလောက်ပြောလိုက်ကြာပြီလားကြာပြီကိုကြီး နှစ်လားလောက်ရှိရောမယ်ပေါ့နော်နှစ်လားလောက်ရှိရောမယ်ပထမတော့ကတော့လာနိုးလာနိုးပေါ့နော်သူ့ရသားလေးရှိရပြန်လာမှာပဲပေါ့နော်ချက်ပွဲတော့မခံဘူးဆိုပြီးတော့ထင်တာအခုလဲကြရကြောင်းတနေ့တခြားဒီဘိုက်ကလည်းပူလာတော့သူ့ရသားလေးကိုလည်းမပြောပြလို့မရတော့ဘူးအဲ့ကြကိုကမဟုတ်တရုတ်ထင်ပါဆိုတော့မာကြီးဒီလိုကြွားချင်းရှိဆိုဟဲ့ငါ့ကိုတငယ်ချင်းလို့ပြောပြီးထားခဲ့ပေါ့နော်ဆိုပြီးတော့သူတို့ကလည်းပြောတယ်အခုလဲသူတို့ကောင်းမှုရောက်ဒီလိုလာတယ်ညီမမပတ်စံမရှိဘူးပြန်လာသူတို့ကတွဲစာမှုလို့ဖြစ်နေတယ်မာကြီးကတွဲနေရှိတယ်သူတို့ကဆိုင်ငယ်တွဲအဲ့ဒါနဲ့လိုက်ပို့ပြီးရမနာက ိုကြီးကိုအဲ့ဒါလာတွေ့လာတွေ့တယ်မရှိဘူးကိုဝင်က6လရှိပြီဆိုတော့ဒီကိုဝင်ကိုစပြီးယူတဲ့ကဒီဆေးတွေပါတွေထိုးတာတို့အတ်တာတို့ပထမတော့ဆေးထိုးတာလည်းမရှိဘူးအတ်တာလည်းမရှိသေးဘူးမြန်မာလေးပြင်မလားအဲ့လိုအတ်တဲ့အချိန်ကြီးရှိကိုလည်းမရောက်သေးဘူးငါတက်တဲ့ပြဿနာနဲ့သူနားမနေပြီးရပြင်မလားအလုပ်ဘာမှမမရရမလုပ်လဲမြန်မာလေးပြင်မလားရတဲ့ပတ်စံနဲ့မြန်မာလေးပိုင်းမြန်မာလေးတူတူနေပြီးရ ဘာမှမဖြစ်ဘူးအဲ့အတွက်လဲဆိုပြီးတော့တင်အခုကလုံးလုံးတောင်းဝင်မရှိနိုင်တော့ပါဘူးဆိုပြီးတော့တင်ပြောပြီးတော့အကုန်လုံးကိုဘလော့ပလိုက်တယ်တင်မယ်ဘလူးမှလည်းဆက်သွယ်မလုပ်တော့ဘူးအဲ့မှာသူ့ရွာသားတွေကိုလည်းဆက်သွယ်မလုပ်တော့ဘူးသွားပြီးအိမ်မော်တက်ပြောတဲ့လူဆိုရင်လည်းသူကမတိကြောင်ဆောင်နေတဲ့တမိသားစုတော့ညီမနဲ့မပတ်သက်ဘူးတဲ့ပုံစံမျိုးနေကြတယ်အဲ့လိုမျိုးညီမနဲ့ပတ်သက်ဘူးတော့မသိရဘူးကိုကြတော့ဘာတွေခက်ခဲဖြစ်နေလဲအခက်ခဲဖြစ်လဲဆိုကိုကြီးပြပြမယ်ဆိုဒီကိုကြီးရဲ့လာလဲရင်လာညီမမှာအခုလောလောဆယ်ဆေးကပြကြလည်းမရှိဘူးတင် စိတ်ကပြစရာမရှိဘူးအဲ့ကလေးလေးကညီလို့မကောင်းတော့ဘူးထဲထဲမှာဘူးဖြစ်လို့လည်းမသိဘူးတကယ်အိုတိုအောင်အောင်နေဖြစ်တယ်ပြည်တယ်ဆိုတော့အခါကျတော့အမရရခိုင်းတာဆိုတော့မျိုးစုံတော့လောက်ကတာပေါ့နော်အဲ့ဒါတခုတော့ရှိအခုသူတို့ကလိုင်းရင်လာတော့တိတ်မခိုင်းချင်နေတူပါတယ်ဒီပြင်းလူကိုရှော့ခိုင်းတာလို့ခိုင်းတာလို့လို့အဲ့ဒါကြောင့်မလို့ဟိုစောင်းနေရအစကိုကြီးကဒီနေ့နေစားပြီးမနေ့ကစားကြမရှိဘူးကိုနာကလူတွေကြောက်လည်းအကုန်လုံးကတည်ရမယ်သူကလည်းသူဒုက္ခရောက်တဲ့လူတွေကြီးပဲဆိုတော့ညာက၄၀နဲ့ ိန်း40နဲ့3သိန်း80တောင်းအမမစဉ်းစားလို့ဖြစ်ဟုတ်လားမာမဲတို့တော့မတင်ဘူးတကယ်ဆိုသိရမလားချက်ချင်းလာမယ်လို့လည်းမထင်ဘူးခုလိုကူညီမယ်လို့လည်းသိရမလားအများကြီးကူညီမယ်လို့လည်းမထင်ဘူးတကယ်ပထမမိမရဲ့ခလေးရသူရှိမှာပဲအဲ့တော့မြမမွေးတဲ့ခလေးကိုလည်းသူ့ကိုပို့လိုက်သိရမလားအဲသူမွေးမယ်ပေါ့ဝေးပြီးသွားရင်ပို့လိုက်အဲ့လိုမျိုးပုံစံမျိုးခလေးမရောတာဝန်ယူမယ်ပေါ့မိမနှစ်ယောက်ကိုတော့တာဝန်ယူနိုင်ဆိုတဲ့ပုံစံမျိုးရှိတယ်ဒါကတော့ကျွန်တော်တို့ဟိုဟာဗိုက်ကြီးတဲ့အိမ်ကိုသွားနေတာဖြစ်ပါတယ်။တန်းနေရာတော့မကောင်းဘူးဗျ။ ပြိုကြီးဆောင်ပဲဆောင်လေအေးဟိုဆန်းနေမှာဝင်လို့ရလားမလားဟုတ်ကဲ့ပါဟုတ်ကဲ့ပါသိရမယ်ရတယ်အေးစေဒီလိုဘောကြတော့ဘုလတ်တောင်းပါရပြီလားလာလို့အေးဆက်တယ်။အဆောခါလာလာပါရဆုံးတင်ချက်တယ်။ကြောက်ကြ။အဲလိုရဆိုရင်လည်းပြောပေါ်တယ်။အဲဘလောက်ကြီးတောင်းယူနေလဲ။နေ့တောင်းယူနေဘူးတဲ့။ဘလို့တော့တောင်းယူနေတယ်လို့ပြောတယ်။ ်ခလေးကိုတောင်းရင်တိုင်းလဲဆိုဘလို့လဲလို့ဒီလိုဘက်ကားလို့ပြန်မှာငါတို့ကရောက်နေလို့ပြန်မှာတစ်ခါတော့ထားခဲ့နို့ပဲပြောရလေလို့အဲ့တော့ငါတောင်းရင်ယူနိုက်တက်ဖိုင်နာပေါ့သူပြောတယ်အဲပြောပြီးတော့အဲ့အဲ့တရားခုံးမလာတော့ဘူးအဲ့တောင်းရင်ယူနိုက်တက်ဆိုနင်းရှေ့ဆက်ပြီးကြည့်ပေါ့ဒါမှမဟုတ်ကျွန်တော်ငါရဲဘော့ကကြည့်ရမလားအခုညီပြတာကိုတောင်းပြီးတော့ဝေးရမှာပဲလို့ခပြရတော့အဲ့လိုပဲပြောလိုက်အဲ့ကျသူလည်းဖုံးမလာတော့ပါဘူးသူစာဝန်ကြီးရောပုံမှန်ဆင်ပြေးသွားပြီလားဒါကြီးလည်းပုံမှန်ပုံမှန်ဆင်ပြေးသွားဆိုအဲ့အလုပ်ကတော့မရှိတော့စာဝန်ကြီးလည်းခက်ခဲတယ်အဲ့လိုမျိုးပြီးတော့ အဲ့လိုပါလေအတမယ်လို့ပြောတော့ဗောနော်အဲ့အဲ့ဒါပေါ့ဟုတ်မြို့သားဖုန်းဆက်တွေ့တယ်ဆိုတော့သူပြောတဲ့လေတိုင်းမှာလေဟိုကိုစီပြန်လာမယ်လို့နေထားလို့ရှိတယ်မရှိဘူးစမရှိဘူးကိုမရှိဘူးဆိုတော့ဘာလဲဆိုတော့သူကဟိုနေသူသူမိမရဲ့ခလေးပထမမိမရဲ့ခလေးရဲ့သူရှိမှာပဲအဲ့တော့ညီမမွေးတဲ့ခလေးကိုလည်းသူရှိကိုပို့လိုက်ပြန်လာအဲ့သူမွေးမယ်ပေါ့မွေးပြီးွားတယ်ပို့လိုက်အဲ့လိုမျိုးပုံစံမျိုးခလေးမွေးရကိုတာဝန်ယူမယ်ပေါ့မိမနှစ်ယောက်ကိုတော့တာဝန်ယူနိုင်ဆိုတဲ့ပုံစံမျိုးရှိတယ် အဲအဲ့လိုမျိုးရှိတယ်အဲ့တော့ပြန်လာမှလည်းမဟုတ်တော့ဒီလိုလဲသူမလာရဲဘူးဟုတ်ပတ်သက်နေပါသူလွှဲမှာပေါ့အဲပတ်သက်နေပါလွှဲမယ်လို့ပြောပတ်သက်လွှဲမယ်လို့ပြော၄ရက်လောက်ရှိသွားပြီအဲဘာမှမလာဘူးပြီးတော့သူတို့ရှိကိုမဆက်ဘောမဆက်သွဲကျင်တော့တာကိုအဖန်ပြောတာညီမပိုင်ညီမပဲနေကျင်တယ်စိတ်ဆင်းရဲမှုကိုလည်းကျွန်မမခံနိုင်တော့အခုလူဝေးခဲ့မယ်ဟုတ်ကဲ့နော်ဒီဟာက40နဲ့30 40နဲ့3000နဲ့800အမပိုက်တော့ อืมเนาะมวยกูว่ากูไปสั่งยาวันดาเนาะสอคลีเลือดกูบ่เอาอืมกูมวยยาไปแล้วเนี่ยมาบลูเลยขันได้ตัวบาระกูค้ามาเลยอันนี้ขึ้นมาเลยเราไม่ทีโอเคคลีมวยน่ะบลูมวยอ่ะมั้ยสุบิอ่ะซวยอยู่อืมဒီအလူရှင်နာမည်ကြီးကျွန်တော်ဖတ်ပြနော်ရှိတယ်ဟင်းရရစီးလိုက် ဖိပစ်လိုက်ရကျွန်တော်ဒီအလူရှင်နာမည်ဖတ်ကြမယ်နော်ဒါကျွန်တော်ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ကိုယုံလေးကိုယုံလေးကနေမဘိုက်ကိုမြင်ပြီးတော့အလူငွေ9သိန်းလူပေးနော်အဲနောက်ပြီးတော့ဦးစန်းလွင်နဲ့ဒေါ်အေးအောင်မိသားစုက2သိန်းအဲနောက်ပြီးတော့မတ်ဖြိုးငယ်မတ်ဖြိုးငယ်2သိန်းမတ်ခင်တဲလွင်နဲ့တလင်းမျိုးက9သိန်းမတ်စင်စင်မိုးကွယ်လွန်သူတဲ့မိဘများကိုရည်စုပြီးတော့3သိန်း ကိုဝင်းနဲ့ကိုရီးယားနိုင်ငံပေါ့နော်နောက်မက်ခင်တန်းဝင်းရခိုင်ရိုးရခေါင်းလျှော်ရေလုပ်ငန်းလှိုင်သာယာနေပြီးတော့၃သိန်းနောက်ကိုရဲထွန်းမတူစာလွင်2သိန်းနောက်ကိုဝင်းကိုဝင်းရ3သိန်းနောက်ကိုအောင်တိုးဦးမယွန်းမိမိသိန်းထိုင်းနိုင်ငံ9သိန်းပွဲလွန်သူတဲ့မိဘများကိုရည်သူရဲ့အလှူရှင်တယောက်ကနေပြီးတော့မှအလှူဝင်9သိန်းနောက်မက်ဒေစီဝင်းဝင်းခိုင်စင်ကာပူနိုင်ငံ3သိန်းနောက် cô ông về nhà mua mấy tủ giàng hà đâu mất tê tê sa, tê tê nào vì thấy này nghe này PCG xây dựng và tầng nghe chứ này sưu vào miệng lưu nguyên nát tê cô hình thuộc Malaysia này nghe này bây giờ nạt tê cô ba tao hoàn nát tê cô ta bảy u đề mấy ít xuyên dịnh phiêu thấy này nghe tê tê mấy khi giá gì luôn khôn nát tao đi bao giờ tầng nghe chứ này yêu gà này bây giờ mà xúc vào mà lưu nguyên nát tê cô này xúc đề mấy sưu nhẹ thông cái tê tê mất về khai này Singapore này nghe tập tây, nào cô ta tham mạo này mà nhìn e e xem bị du ở tập tây người, nào cô khen mạo mạo à, nát tây Singapore này nghe này xin tân sinh u à, bà bảy cái <laughs> đấy xin chỉ ba gì, sụp dọa lung nguyên nát tây, nào cô ấy nghe mất phiêu phiêu môi, Malaysia này nghe tập tây, nào bị mất về à tập tây, nào cô do mấy ao này tuột thay hoa, tập tây nát tây này tập tàu အလုံး43သိန်း8000ကျပ်နော်ဒါကအခုမပိုက်ဘောနော်ယောက်ျားပြစ်ထားခဲ့တယ်ဒုက္ခရောက်နေတယ်ဆိုတော့ကိုဒီအလူရှင်တွေကသိပြီးတော့ဘောနော်သူတို့ကမပိုက်ကိုကြည့်ပြီးတော့သူတို့ဂရုဏာဖြစ်တယ်နော်ပူညီခြင်းနဲ့စိတ်ကြောင့်သူတို့တွေကလမ်းလူပေးထားတာဒါသူတို့ကလည်းတချို့ကချမ်းသာလို့လူတဲ့လူရှိပေမဲ့တော့ညာလေအများသောအဖြစ်ကကျွန်တော်တို့ဒီပြည်ပရောပြည်တွင်းရောသူတို့ပင်မမှန်းလှုပ်ထားတဲ့ဘောနော်ချွေးနှဲစာလေးတွေကနေပြီးတော့မှရတဲ့ငွေလေးတွေကိုသူတို့ကမှလှူပေးရတာမပိုက်ကို เนาะအလှူရှင်တွေကိုဗာပြောချင်တယ်အလှူရှင်တို့ကျေးဇူးတင်ပါတယ်ဒုစရမခလူနိုင်ပါစေကျန်းကျန်းမမချင်းနဲ့သာသာရှိကြပါစေอืมအခုမဘိုက်ဒီပတ်စံရလဲဆိုတော့ဒီဒီငွေတွေကပေါ့เนาะဟုတ်ဘဝအတွက်ဘလောက်ဘလောက်ထိအဆင်ပြေနိုင်မလဲဘလို့အတုံးကြနိုင်မလဲဆိုတာပြောပြလိုက်ပါဘာသာပြန်လို့ခလေးမိုးရွာပူလဲဆင်ပြေဝိုင်းပေါ့နော်လူမျိုးကြီးကလည်းတော့ကလေးလေးနဲ့ပေါ့နော်အခုယူဆလို့ဆင်ပြေတော့ပါအဲ့အခု ဝင်းသားစကားလေးလည်းပြောလိုက်ပါအောင်ဝင်းသားလားဝင်းနေလားဝင်းသားပါအရင်လည်းဝင်းနေတယ်ရင်းလည်းဝင်းသားတယ်ဘာလို့ဆိုခုလိုထောက်ကူမရှိတဲ့ချိန်မှာလေခုလိုကုညီပေးရတော့ကိုကြီးကိုလည်းချိန်ကြီးနိုင်တယ်ဒီလောက်ရမယ်ဟုတ်တယ်မချင်ဘူးကိုကြီးချင်လည်းမချင်ဘူးပြင်မလားကိုကြီးကုညီပေးမယ်မိုးလို့ဖားဖို့တည်ရမလားကုညီပေးမယ်လို့ပြောလိုက်တယ်မိကြီးကမိုးလို့ဖားဖို့တော့ကုညီပေးမှာပဲပေါ့နော်အဲမိုးလို့တော့ဒီကလေးကိုရမယ်ပေါ့အဲနော်မင်းလည်းပြောရမယ်ဆိုရင်တော့နောက်ထပ်လူနောက်ထပ်မိန်းကလေးရဲ့လို့မဖြစ်အောင်တော့ပြင်မလားသူ့ကိုလှုပ်ချင်တယ် ဟိုတွားပြီးအနဆောင်ရိုက်လိုက်တဲ့မိကအတိရမလားမိန်ကလေးလို့ပြောတယ်မိန်ကလေးဆိုတော့ဘုံမင်းကလေးကမိန်ကလေးပေါ့နော်သူသူကအဲ့လိုဆိုတာကြီးကိုပေါ့နော်အဲ့လိုကြီးချက်သွားမှဆိုပထမတော့ကတကယ်ပါစိတ်ထဲမှာသိရမလားသူအရန်လဲမုန်းနေအရန်မုန်းနေအတွက်ကြောင့်မျိုးသိမှာသူအမှန်တကယ်ကိုကြီးထက်လာခဲ့တော့ရှင်ဘုံပြပြီးတော့သိရမလားဒီလူပါဆိုပြီးတော့လှုပ်ဖို့ရှိလို့ရှိရဲ့ အဲ့လိုရှိရဲ့ဒါပေမဲ့သွားရိုက်လိုက်တဲ့ခါ main ကလေး main ကလေးဆိုတော့ဒီ main ကလေးအဖေကဒီလိုပါဆိုပြီးတော့လေမမြင်စေချင်တော့ဘူးထားလိုက်တော့တယ်ကိုနဲ့ပဲတည့်ရမယ်နေလိုက်တော့ဒီနားမှာရန်ကုန်ဆိုတာကျင်းကျင်းလေးလေအဲတခွေးမတွေ့တခွေးပြန်တွေ့တဲ့ခါလူပါကြီးဆိုပြီးတော့ကလေးအသက်မရှိဘူးဆိုပြီးအဲ့ဒါကြောင့်အမှန်တမ်းပြောရင်တော့လုဖို့အထိကိုယူဝဲထားတယ်သူနေရလိမ့်စာနဲ့ပေါ့နော်သူ့အဖေအမေကိုနိုင်ကအဲ့လိုမျိုးလုပ်သွားတဲ့အတွက်ပေါ့နော်အဲအယုံသွင်းသွားတဲ့အတွက်ပေါ့နော်အဲ့လုချင်တယ်အမှန်တမ်းပြောရင်ဒါပေမဲ့ပုံမွေးမဲ့မိကလေးပေါ့ ယောက်ျားလေးဆိုကြောင်းရှိကောနော်ဖန်မင်းကလေးဆိုတော့အဲ့လိုလဲဆိုတော့ပတ်စံတုံးရင်ကုံသွားမှာဟုတ်တယ်ခွေအဲ့တော့ကိုကဒီပတ်စံကိုမပြောက်ပြအောင်စီးပွားရေးလုပ်ရမယ်ကိုမွေးကန်ဒီဖွားကန်ဒီကြာရင်လဲကိုကတုံးရမယ်အဲ့တော့ကိုဟာအခုလောတဲ့ဘာစဉ်းစားမိလဲစီးပွားရေးလုပ်ဖို့ကိုလောစအခုတို့တွေ့ရမယ်ဘာမှမစဉ်းစားတော့ဖြစ်ဟလာလာမယ်လို့တော့မထင်ဘူးတကယ်ဆိုသိရမလားတကယ်ကြီးလာမယ်လို့လည်းမထင်ဘူးခုလိုကူညီမယ်လို့လည်းသိရမလားအများကြီးကူညီမယ်လို့လည်းမထင်ဘူးတကယ်ဒါကျွန်တော်တို့ကယူရတာမဟုတ်ဘူး ဒီပေါ့နော်ဟိုအလှရှင်တွေခொနီယသားသမီးတွေနိုင်ငံတကာလူတွေကနေပြီးတော့မှဟိုအမောက်ကြည်ပြီးတော့သူတို့ကတနာလို့ဒါလူကြတာလေဒါကတော့ကျွန်တော်တို့ပေါ့နော်လှိုင်းသာယာမြို့နယ်ခန်းတပင်ပိုင်းဒါရခိုင်ရိုးလေးကြေးရွာမြေစုလေးလမ်းပါပေါ့နော်ဒါဟိုဟိုဘိုက်ကြီးတဲ့ကောင်မလေးပါနော်သူကနေပြီးတော့သူ့အမျိုးသားကနေပြီးတော့မှထားခဲ့ပြီးတော့သူမပေါင်းတော့ဘူးလို့ပြောလို့အဲဟိုဝင်မွေးကန်ဒီဖွာကန်ဒီနဲ့အဲဒုက္ခရောက်နေလို့ ဒါခொနေသားသမီးတွေနဲ့အလှူရှင်တွေအကုန်လုံးလှူပေးထားတဲ့အလှူတွေလာပြီးလှူပေးရဖြစ်ပါတယ်အလှူရှင်တွေအကုန်လုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးတင်ပါတယ်ကျေးဇူးပါအဲရပါတယ်ရတယ်ရတယ်ကျေးဇူးပါ ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုတွေတော့ဒီလောက်ပါပဲဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒီ main clip ကမွေးကန်ဒီဖောက်ကန်ဒီမှာအမျိုးသားကပြစ်သွားလို့မွေးကန်ဒီမှာဒုက္ခရောက်နေရပေါ့နော်ချိပြီးတော့လဲစိတ်ကောင်းဖြစ်ရပါတယ်တားကြောင့်မလို့လက်လိုက်တရားကိုကြီးကနေပြီးတော့တော်ရလှူတန်းပေးနေရပဲဖြစ်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေလည်းဒီ main clip ကိုတင်ကန်းစာယူလို့ရအောင်လို့ပြန်လဲမျှောင်လိုက်တာပဲဖြစ်ပါတယ်ဒီအမျိုးသမီးလည်းလွယ်လွယ်ကူကူနဲ့မွေးဖွားနိုင်ပါစေလို့ဆုတောင်းလိုက်ပါရရှင် main clip ကိုလှူတန်းပေးနေတဲ့ခုနှစ်ရသားသမီးပေါင်းတို့နဲ့ဒီလိုက်တရားကိုကြီးလည်းဒီထက်မကလှူတန်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါရရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတို့ရဲ့အချင်းချင်းစကြက်ကလေး ီဒီယိုလေဗီဒီယိုလေးရအောင်မှာ comment တွေရေးခတ်ပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမှုဆက်လေးတဲ့နေဟာတာဗီဒီယိုလေးပို့တူတိုင်းရဲ့ဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတိစပ်ပြတတ်မှာမို့မွတ် channel လေးကို like subscribe နဲ့တပ်ပို့တောင်းဆိုပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တာ